ဂျိုးဝိုင်းထဲမှာစာတင်ခန်းစီစတမ်ရဲ့ဂုံပွဲရာဘွားနှစ်ခုအားလုံးမင်္ဂလာပါ JK Sport 2.0ကနေကြိုးဆိုပါတယ်စတမ်ဂုံစာဖိုက်တာဘွားကိုပိုင်ဆိုင်ထားတယ်သူရဲ့စင်ဆွဲအောင်တရက်လေးတွေကမြင်ရသူတိုင်းကိုယင်အေးစေပါတယ်ဂျိုးဝိုင်းနဲ့ရောက်တဲ့အခါယင်အေးစေတဲ့အပြုံးပိုင်ရှင်ဟာကြားရဲမှလေးဖြစ်သွားတယ်ဂျန်တန်ကတ်တန်နဲ့တိုက်ပွဲကိုဆင်နွှဲပြပါတယ်စတမ်ဟာအပြုံးချူချူနဲ့အာကားမှလေးပေါ့ဂျာတပတ်မှာစတမ်ရဲ့နောက်ထပ်ဘွားတစ်ခုရှိနေတယ် ပညာတတ်ကြီးဘွားကိုပါ stamp တရုပ်ဖော်နေတာပါ stamp ကအခုဆိုရင် digital marketing ဘွဲ့ရသွားပါပြီသူ့ရဲ့ GPA က3.62တိရှိပြီးတော့ထူးကြပါလေ fighter ဘွားမှာကဘာအဆင်ဖြစ်တယ်လို့ပညာရေးမှာလည်း stamp ကရည်မှန်းချက်ကြီးမားနေပါလေ stamp ကပြီးခဲ့တဲ့နှစ်တွင်းမှာဒူးတန်ရခွဲစိတ်ခဲ့ရပြီးတရားပြဿနာနဲ့ရင်ဆိုင်ခဲ့ရတယ်အဲ့ဒီချိန်တွင်းမှာ stamp ကပညာရေးဘက်အာယုံပူဆိုင်ခဲ့တာပါ fighter တအူးကလည်းပညာရေးမှာထူးချွန်အောင်လုပ်နိုင်စွမ်းရှိတယ်ဆိုတာတက်သေးပြနိုင်ခဲ့တယ် အသက်၂၈နှစ်ဝယ်စတိုင်ကကောလိပ်ကျောင်းသူဘွားနဲ့ဖိုင်တာဘွားကိုဟန်ချက်ညီအောင်ရှောင်းလန်းခဲ့တာပါကစ်ပေါင်းစင်မွေထိုင်းနဲ့ MMA အာကစားနီ၃မျိုးစလုံးမှာအောင်မြင်ကျင်နေတဲ့စတိုင်ကလေ့ကျင့်အစည်းအဝေးတွေလုပ်ရင်းနဲ့ကျောင်းတက်ရင်ဘွဲတစ်ခုရအောင်ယူခဲ့တာလည်းဖြစ်ပါတယ်ဖိုင်တာဘွားမှာစတိုင်ကအောင်မြင်ကြော်ကြပြီးတော့ဝင်ငွေကောင်းနေပေမဲ့ပညာရေးကတိတ်ပြီးအရေးကြီးတယ်လို့ပြောခဲ့ပါတယ်ဖိုင်တာတိုင်းကအောင်မြင်တဲ့ဘွားကိုမပိုင်ဆိုင်နိုင်ပါဘူးတရားကြောင့်ဘွားဆုံးတဲ့အထိရင်ဆိုင်တဲ့ဖိုင်တာတွေရှိသလို ဝင်ငွေမကောင်းမဲ့ fighter ဘွားဇက်သိန်းရသူတွေလည်းရှိပါတယ်။ဒါတောင်လဲ time ကပညာရေးကိုလက်လို့မခံဖို့တတိထားခဲ့တာပါ။ fighter တိုင်းကထိတ်ဆုံးစင်မှာမရတည်နိုင်သလိုအောင်မြင်မှုလည်းမရနိုင်ပါဘူး။ဒီတော့ပညာရေးကိုလက်လို့မခံသင့်ပါဘူးလို့ stem ကသတိပေးခဲ့ပါတယ်။ stem က digital marketing ဘွဲ့ရာထားပေမဲ့သူ့ရဲ့ပညာရေးခီးစဉ်ဆက်လျှောက်ချင်းနေပါတယ်။ digital marketing master ဘွဲ့ရတဲ့အထိရည်မှန်းနေသလို sport management tourism ပညာရေးတွေကိုလည်းဆက်လက်ပြီးတော့စီးပူးချင်းနေပါတယ်။ စတမ်ကအခုမေလာတွင်းမှာပညာရက်အသစ်တွေစတင်စီးပူးနေပါပြီအသက်ရွယ်ရှိတုံးအခွင့်အရာတုံးပညာဆုံးအောင်တည်ယူနေတာပါစတမ်ကပညာသိမှုအခွင့်အရာရှိချိန်မှာဆက်လက်ပြီးတော့တည်ယူသွားမှာပါပိုပြီးမြင်မာတဲ့ပညာရက်တွေတင်သွားမှာပါ ကိုကိုလုံနိုင်တယ်လို့လည်းခံယူထားပါတယ်ဘလောက်ထိပညာသိင်ခွင့်ရမလဲစောင့်ကြည့်ကြတာပေါ့လို့ပြောခဲ့တယ်အခုခေတ်ကြီးတဲ့ professional တစ်ခုတည်းနဲ့ရက်တီလို့မရပါဘူးလူငယ်တွေကဝါသနာတစ်ဖက်ဘဝရှိအတွက်ပညာသင်ရတာတစ်ဖက်ဟန်ချက်ညီအောင်ရှောက်လှမ်းရပါတယ် လူငယ်တိုင်းရင်ဆိုင်နေရတဲ့ဘဝပါပဲတကယ်တော့ stem ရှောင်းလန်းနေရတဲ့ဘဝနှစ်ခုကမလွယ်ပါဘူးပြင်းထန်တဲ့လေးချင်းကန်အစီအစဉ်တွေကြောင့်လူပင်ပန်းရသလိုပြင်းထန်ရေးမလင်းအောင်ကြိုးစားလို့စိတ်ပင်ပန်းရပါတယ် stem ကတော့ခုချိန်ထိဟန်ချက်ညီအောင်ရှောင်းလန်းနေပါတယ် stem ကအပြင်းပန်းကြည့်ရင်ပျော်ပျော်နေတတ်သူဖြစ်ပေမဲ့ရီမန်းကတိတ်ပြီးကြီးမာတာပါ TikTok မှာရီမောစရာဗီဒီယိုတွေတင်ပြီး TikTok ကြည့်ရတာကိုလည်းသဘောကျပါတယ်ဒါပေမဲ့ TikTok မှာပဲအချိန်မကုန်စေချင်ဘူးလို့ stem က3ပေးခဲ့တယ် ူမှုကွယ်ကိုအသုံးချပြီးတော့ကိုယ့်ရဲ့ brand ကိုတည်ဆောက်နိုင်လို့အကျိုးရှိရှိအသုံးမချနိုင်ဒုက္ခများနိုင်ပါတယ်။ပြည်နိုင်မြန်မာမှသာလူမှုကွယ်ရဲ့စိုးကျိုးတွေကိုကာကွယ်နိုင်မယ်လို့ stamp ကပြောခဲ့ပါတယ်။ stamp က fighter ဘွားအိမ်မက်ပညာတတ်ကြီးဖြစ်ခြင်းနဲ့အိမ်မက်နှစ်ခုဟန်ချက်ညီအောင်ရှောက်နေပါတယ်။အပြုံးချိုချိုနဲ့တရက်လေးတွေမြင်အောင်ပြုံးတတ်သူ stamp ကပညာထူးချွန်တဲ့ကြားရဲမှလေးဖြစ်နေတယ်။